ူလူထုရဲ့ယုံကြည်မှုကိုရဖို့အတွက်ဥမာဗျာအသက်80ကျော်နေဒေါအောင်ဆန်းစုကြည်ကိုလွတ်ပေးလိုက်ပေါ့တဘောကသူ့ရဲ့ဟိုလွတ်ပေးတင်တဲ့လူကိုလွတ်ပေးမှယုံကြည်ချက်ဆိုတဲ့ဟာကြီးကိုမရရင်တောင်မှလူအမြင်မှာတင့်နေတဲ့ဟာတွေသူလှုပ်တင်ပါတယ်အဲပြီးမှဟို NLD ပါတီဆိုတာမြန်မာနိုင်ငံရဲ့အကြီးဆုံးနိုင်ငံရေးပါတီပဲ NLD အစိုးရလက်ထက်မှာကျွန်တော်တို့ ਨੇ on easy religion ပေါ့နော် အာဒီမတက်မတာဒါအနေထားတွေရှိခဲ့တယ်ဒါစစ်တိုက်နေတဲ့အနေထားဆိုတော့ဒါပြောလို့ဒါတပောင်းပါပဲလေဒါတော့ဒါတပိုင်းသို့တော့နိုင်ငံရဲ့အကျိုးအတွက်ဒါအရှိတရားကိုလုတ်တင်တဲ့ဟာကိုလုတ်မယ်ဆိုရင်ကြိုက်တယ်မကြိုက်တယ်ဆိုတာလည်းလုတ်တင်တဲ့ဟာကိုလုတ်ရမှာပဲဆိုတော့ဒါတွေကိုတော့ तू မလုတ်နိုင်ဘဲနဲ့ဘယ်လိုလုတ်ပြီးမှဒီဟာကိုလူထုယုံကြည်မှုနဲ့ ဒီလူအများရဲ့အတိမတ်ပြမှုကိုသူရနိုင်တယ်အေအေတမှုချုပ်ဘူချုပ်ထွန်းမြတ်နိုင်တဲ့အေယာဝတီကအင်တာဗျူးထဲမှာဘူချုပ်ထွန်းမြတ်နိုင်ကမဲအောင်လှိုင်အနေနဲ့လူတို့ယုံကြည်မှုကိုရဖို့ဆိုရင်ဒေါအောင်ဆန်းစုကြည်ကိုလှုပ်ပေးသင့်တယ်လို့ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်ဒါဟာဆိုရင်အရခတတ်တော်တမှုချုပ်ဘူချုပ်ထွန်းမြတ်နိုင်အနေနဲ့သဘောထားကြီးမှုကိုမိမောင်းထိုးပြနေတာပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် NLD အစိုးရလက်ထက်ကစစ်တပ်ရဲ့ဂျာဝင်မှွေနှောက်မှုတွေနဲ့အတူ NLD ဒေါ်ဆန်းစုကြည်နဲ့အရခတ်တပ်တော်တို့အကြားအစင်မပြေမှုတွေရှိခဲ့ပါတယ်။ဒါပေမဲ့လည်းပြည်တနာရဲ့အကြောင်းရင်းခံကိုသိတဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အခုကာလမှာတော့အညှို့အတိတ်မထားပဲဒေါ်ဆန်းစုကြည်အပေါ်နားလည်မှုအပြည့်အဝရှိသလိုသူကိုယ်တိုင်လည်းရခိုင်ပြည်အုပ်ချုပ်ရေးတွေ လုပ်နေရချိန်မှာတော့ ဘင်္ဂလီအရေးလိုကိစ္စတွေနဲ့ဆွဆွဲခံလာရချိန်မှာတချိန်ကဒေါ်ဆန်းစုကြည်နေရာကို သူကိုယ်တိုင် ကိုချင်းစာမိသွားတာလည်းဖြစ်နိုင်ပါတယ်။မကြာသေးခင်ကလည်းဒေါ်ဆန်းစုကြည်ရဲ့သားကင်အရစ်နဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့တွေ့ဆုံစကားပြောဆိုခဲ့ကြဒါကိုလည်းပြည်သူတွေအနေနဲ့ကျေနပ်ဝမ်းသာခဲ့ကြသလိုအခုချိန်မှာတော့တော်လန်ရဲ့အတွက်အရေးကြီးနေချိန်မှာ တော်လန်ရဲတပ်ဦးကိုဗိုလ်ချုပ်ထွန်းမြတ်နိုင်ဦးဆောင်ရင် ကောင်းမှာပဲလို့ပြည်သူတော်တော်များများကလည်းစံနှာရှိနေကြတာဖြစ်ပါတယ်ဒီရွေးကောက်ပွဲကို the only in game လာပါလေခုနပြောတဲ့ဟာမျိုးပေါ့ the only game in town and the only game in town ပေါ့အဲ့လိုမျိုးမြင်တဲ့အမြင်အဲ့လိုမျိုးမျက်မှန်ကိုတက်ပြီးမှကြည့်နေတဲ့လူတွေကမျက်မှန်စိမ့်ပေါ့အဲ့ဘောဘောမျက်မှန်စိမ့်တက်ပြီးကြည့်နေတဲ့လူတွေကဒီမြင်ခွင့်မြင်ပါပဲသို့တော့ကျွန်တော်တို့စောစောပြောခဲ့လို့ပဲ တကယ်မှန်မှန်ကန်ကန်လုပ်မယ်ဆိုရင် तू လူထုရဲ့ယုံကြည်မှုကိုရဖို့အတွက်ဥမာပြအသက်80ကျော်နေဒေါအောင်ဆန်းစုကြည်ကိုလွတ်ပေးလိုက်ပေါ့သဘောကသူ့ရဲ့ဟိုလွတ်ပေးတင်တဲ့လူကိုလွတ်ပေးမှယုံကြည်ချက်ဆိုတဲ့ဟာကြီးကိုမရရင်တောင်မှလူအမြင်မှာတင့်နေတဲ့ဟာတွေ तू လုတ်တင်ပါတယ်အဲပြီးမှဟို NLD ပါတီဆိုတာမြန်မာနိုင်ငံရဲ့အကြီးဆုံးနိုင်ငံရေးပါတီပဲ NLD အစိုးရလက်ထက်မှာကျွန်တော်တို့ ਨੇ on easy religion ပေါ့နော် အာဒီမတက်မတာဒါအနေထားတွေရှိခဲ့တယ်ဒါစစ်တိုက်နေတဲ့အနေထားဆိုတော့ဒါပြောလို့ဒါတဘာဝပဲလေဒါတော့ဒါတပိုင်းသို့တော့နိုင်ငံရဲ့အကျိုးအတွက်ဒါအရှိတရားကိုလုတ်တင်တဲ့ဟာကိုလုတ်မယ်ဆိုရင်ကြိုက်တယ်မကြိုက်တယ်ဆိုတာလည်းလုတ်တင်တဲ့ဟာကိုလုတ်ရမှာပဲဆိုတော့ဒါတွေကိုတော့ तू မလုတ်နိုင်ပဲနဲ့ဘယ်လိုလုတ်ပြီးမှဒီဟာကိုလူထုယုံကြည်မှုနဲ့ဒီလူအများရဲ့အတိမတ်ပြုမှုကို तू ရနိုင်မယ်အကျိုးစီးပွားချင်းတူတဲ့လူတွေကတော့ဒီအရာကို လောင်းကြမှာပေါ့ဗျာနော်ဟုတ်ကျွန်တော်နားလဲတာကတော့ဘိုလ်ချုပ်ကြီးမင်းအောင်လည်းကတော့ခေါက်ဝတ်ပေါ့သူကတော့တရေဘောကြောင့်လူတယောက်လို့တရေဘောကြောင့်လူတယောက်လို့အများစုကသူတို့တက်ထဲမှာဟောဆာတတ်မှတ်ထားသူတယောက်ပါရေချင်းရေချင်းတော်တော်စင်ရန်နွမ်းပါတဲ့သူတယောက်ပေါ့နော်အဲ့ဒါအဲ့ဒါတော့ကျွန်တော်ကဒီဖြစ်ပြီးပြောတာပါဖြစ်ပြီးတော့ပြောတာပါကျွန်တော်ရဲ့မေးခွန်းထဲမှာပေါ့နော်ဆိုတော့ခုနကျွန်တော်တို့ပထမဆွေးနွေးခဲ့တဲ့ပြောခဲ့တဲ့မြန်မာအတိုက်ခံတွေကဘာလို့မငြိညွတ်နိုင်တာလဲဘာလို့မငြိညွတ်မစည်းလုံးနိုင်ရတာလဲ ဘာကြောင့်စစ်တပ်အစိုးရစစ်တပ်စစ်ကောင်စီစကမအပြင် alternative တခုဘာလို့မပြနိုင်ကြလဲဆိုတဲ့အပိုင်းကိုကျွန်တော်ပြန်ပြီးခေါ်သွားခြင်းတယ်ကျွန်တော်လဲစောစောထောက်ပြခဲ့သလိုမျိုးဗမာတွေကဥဆောင်ပြီးမှတိုင်းရင်းသားတခုတိုင်းရင်းသားအကုန်လုံးပေါင်ပြည်ထောင်စုမှုဆွဲမယ်ဆိုရင်ဒီဒီအရင်သူတို့ရဲ့ပေးခဲ့တဲ့ဒဏ်ရာတွေကိုကုဖို့လဲလိုတယ် ပြီးမှတိုင်းရင်းသားတွေအများစုထဲမှာဒီအရန်လူမျိုးစုဆွဲပြီးမှတွေးတယ်လုတ်တယ်ဆိုတဲ့ကိစ္စတွေကိုလည်းတည်တည်ချာချာကျွန်တော်တို့အချင်းချင်းကြမှာထောက်ပြဖို့လိုတယ်ဒီဟာတွေကိုကျွန်တော်တို့ကျွန်တော်တို့လည်းဒီမိုင်းတိုင်းနဲ့ဒီတရားတွေကိုဖြတ်ဖူးတာပဲဒါကဒီဒီကိစ္စကိုလုတ်မယ်ဆိုရင်ဗမာကောင်းဆောင်တွေကဒီဟာကိုထောက်ပြတာထက်တိုင်းရင်းသားကောင်းဆောင်ချင်းချင်းကြမှာဒီဟာကိုပို့ပြီးမှပွန့်ပွန့်လင်းလင်းဆွေးနွေးတာကပိုကောင်းမယ် ဘာဖြစ်လို့ဆိုတော့ဗမာကပြောရင်ဒါဗမာပါဇက်ကဗမာစကားပြောတယ်လို့ပြောမယ်တကယ်ကဒီဟာတွေကို တွေးခေါ်မြင်မျောနိုင်တဲ့လူတွေကပွင့်ပွင့်လင်းလင်းနဲ့ငါတို့ဟာတကယ်တရားမျှတတဲ့ပြည်ထောင်စုကိုလုပ်မယ်ဒီဟာကဒီလိုတိဆောက်ရမယ်ဆိုရင်အာနည်းနည်းမျောလင်းချက်ရှိတယ် အဲတော့ဒီမှာလဲဒါဒီဟာတွေကိုဆက်ပြီးပြောတော့အရင်ရှည်တော့တယ်နောက်တစ်ခါပဲပြောကြတော့ပေါ့ဥပမာရခိုင်တွေကဘာလို့ဒီပြည်ထောင်စုမှုဆွဲတာမပါတာလဲဆိုတော့မေးခွန်းတွေမေးရင်ကျွန်တော်တို့ဖြစ်ရင်ပို့ပြီးရှည်လာလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့လည်းဒီကိစ္စကိုတချင်ချင်းတော့ပြောလာမှာပဲအဲဆိုတော့ဒီညညွတ်မှုတိဆောက်ဖို့ဆိုရင်အဲတကယ်ကျွန်တော်တို့ဖက်မှာအကုန်လုံးစုပြီးစူးစမ်းဖို့လိုနေပါသေးတယ်ဥပမာစကားမှာ အခုလက်တလောအောင်ပွဲတယ်နဲ့သူအခိုက်အတန့်ထိထိနိုင်ရင်တောင်မှတော်လန်ရေးဆိုတော့ပြန်ပေါ်လာမှာပဲစစ်အာဏာရှင်စနစ်ရှိနေသေးတော်လန်ရေးကရှိနေမှာပဲကျွန်တော်ကိုခေါင်းဆောင်ဖို့မေးတာဆိုတာတဲ့ကျွန်တော်ဖက်ကစဉ်းစားချက်ကတာဝန်ပေါ့ဒီတာဝန်ကိုယူမယ်ဆိုရင်ကျွန်တော်တို့ဖက်မှာကပြင်ဆင်စရာအများကြီးလိုသေးတယ်အခုလိုမျိုးစက္ကမတွေကို ပတ်ဝန်းကျင်နိုင်ငံတွေကအသိမဲ့ပြုတယ်နိပညာတခြားသောအခုညီတွေကိုပေးလာတယ်ဆိုတော့သူကတော့ခေါင်းထောင်လာမှာပဲသူခေါင်းထောင်လာတော့ရလက်တွေကပို့ပြီးမှတွေးထက်တန်ယူများတဲ့ရင်ဆိုင်မှုတွေတိုက်ပွဲတွေကပဲများလာသူအနေနဲ့ဒီကနေရှစ်ဆက်ပြီးမှအပြတ်သက်အောင်ပွဲခံနိုင်ဖို့ဆိုတာတော့မလွယ်ဘူးသူတော့ဒီအသိမဲ့ပြုမှုနဲ့သူ့ကို သူ့ဖက်ကလောင်းလိုက်တဲ့အခုညီတွေကြောင့် ဒီပဋိပခာမိတော့အပူပြီးမှကြီးလာမယ်ပြည်သူလူထုရဲ့ဒေရှင်ပြည့်စုံမှုလည်းပုံများလာမယ်ဒီနေ့မှာတော့အေယာဝတီသတင်းဌာနနဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ရဲ့အင်တာဗျူးစထုတ်ရအပိုင်းတဲကထူးခြားပြီးတိတိနဲ့အဆက်တွေကိုပြန်လည် highlight လုပ်ပြီးတင်ဆက်ပေးခြင်းပါတယ်အလုံးသိကျင်နေကြတဲ့တော်လန်ပြည်သူတွေလူငယ်တွေကဗိုလ်ချုပ်ထွန်းမြတ်နိုင်အနေနဲ့တနိုင်ကန်လုံးအတိုင်းတာနဲ့တော်လန်ရေးခေါင်းဆောင်တယောက်အဖြစ်တာဝန်ယူဖို့ဖြစ်နိုင်မဖြစ်နိုင်ကိစ္စကိုလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဖြေသွားပါတယ်အခုချိန်မှာမဲအွန်လိုင်းစကမနလန်ထလာဒါကိုလည်းပြည်သူတွေအနေနဲ့စိတ်မပူကြဘို့အာနာရှင်ဆိုတာရှိနေတဲ့၍တော်လိုင်းရေးဆိုတာဆက်ရှိနေမှာဖြစ်ပြီးအခုတော်လိုင်းရေးငါးနှစ်တာခရီးဆိုတာကလည်းတကယ်တော့အရန်ကြာနေပြီလို့ပြောလို့မရတဲ့အကြောင်းဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောသွားတဲ့တမိုးရှိတဲ့စကားတွေကိုနားဆင်ကြည့်ရအောင်ပါဒါပေမဲ့ဒီနေ့ပြန်ကြည့်မယ်ဆိုရင်ဟလာဒီဗမာ လူမျိုးတွေတဲ့မှာပြည်တွင်းမှာပြပမှာရောအလားဒီတိုင်းသားကောင်းဆောင်တိုင်းသားတုံလိုင်းကောင်းဆောင်လက်နက်ကင်တိုက်နေတဲ့သူတွေကိုလည်းလေးစားကြတာမျှော်လင့်ကြတာတွေရှိပါတယ်အဲ့ဒါမှဗိုလ်ချုပ်ထွန်းမြတ်နိုင်ပါပါတယ်ဒါအတန်ပြားရှိစရာမလိုပါဘူးအဲ့တော့ကျွန်တော်တောင်နေမေကွန်းမေးနေတာမဟုတ်ပဲနဲ့ကျွန်တော်တို့သတင်းသားဆရာတွေသတင်းတောက်တွေမေးတဲ့မေကွန်းတစ်ခုရှိတယ်အဲ့ဒီမေကွန်းကတော့တို့တွေအားလုံးကိုစားကျွန်တော်မေးပေးတာပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ အခုတော်လိုင်းရေးမှာတဲ့အားလုံးကလက်ခံတဲ့နိုင်ငံရေးခေါင်းဆောင်မရှိဖြစ်နေတဲ့အချိန်မှာမြန်မာနိုင်ငံတစ်ခုလုံးနဲ့ဥဆောင်ပေးဖို့ကမ်းလှမ်းလာမယ်ဆိုရင်တဲ့ဘ ෝජ ုတ်ထုံးမြနိုင်ဘလို့လှုပ်ဆောင်မလဲတဲ့အဲ့ဒါကျွန်တော် အပြင်တခြားတည်င်း community ကမေးနေတဲ့မေးခွန်းသူတို့ကိုစားကျွန်တော်မေးပြတာပါဟုတ်ကဲ့ ကျွန်တော်ရဲ့သဘောပေါ့နော်ကျွန်တော်ရဲ့ mission အဓိကတောင်းကတော့ဒါဒါအာရခဒေတာလွတ်မြောက်ရေးနဲ့ကျွန်တော်တို့ရဲ့ဟိုတမိုင်းပေးတောင်းပေါ့ကျွန်တော်တို့ရခိုင်လူမျိုးတွေရဲ့ရာစုနှစ်နဲ့ချီပြီးမှအာခံစားခဲ့ရတဲ့ဆုံးရှုံးမှုနစ်နာမှုအဆက်ကွဲမှုဂုံတိတ်ခါကင်းမဲ့မှုတွေကိုကျွန်တော်တို့ကဒါအကုန်လုံးပြန် consolidate လုပ်ရမှာပေါ့နော်အဲ့ဒါကကျွန်တော်တို့ရဲ့ main mission ပါပဲဒီဟာတွေကိုကျွန်တော်တို့ကတည်ဆောက်ရင်းနဲ့ တဖြည်းဖြည်းနဲ့လူမျိုးပေါင်းစုံလွတ်မြောက်ရေးအရေးကြီးတယ်ဆိုတာကိုလည်းလက်ခံလာတယ်ဒီမူကိုလည်းကျွန်တော်တို့ကင်လာတယ်ဆိုတာကမဟာမိတ်တွေနဲ့လက်တွဲရင်းနဲ့အဲကျွန်တော်တို့နားလည်လာတာဖြစ်တယ်ဒီသမိုင်းတွေကိုလစ်လာရင်းနဲ့ပြီးမှအိန္ဒိရှင်းနိုင်ငံတွေနဲ့ဆက်ဆံတဲ့အချိန်မှာဟာငါတို့ကဒါမျိုးမစည်းလုံးဘူးဆိုရင်ငါတို့ကလူရမဝင်ဘူးပဲဒီကဘာမှာဟုတ်တယ်ကျွန်တော်တို့ရဲ့ main mission ကတော့ main mission ရှိတာဒါမဲ့ဒီဟာတွေနဲ့ဆက်ဆက်ပြီးမှဗားတယ်လုတ်ခုလို့တာဆိုတော့ကျွန်တော်နားလည်ခဲ့တယ်ပြီးမှ ကျွန်တော်ကိုခေါင်းဆောင်ဖို့မေးတာဆိုတာတဲ့ကျွန်တော်ဖက်ကစဉ်းစားချက်ကတာဝန်ပေါ့ဒီတာဝန်ကိုယူမယ်ဆိုရင်ကျွန်တော်တို့ဖက်မှာပြင်ဆင်စရာအများကြီးလိုသေးတယ်ခေါင်းဆောင်မှုတစ်ခုကိုတာဝန်ယူပြီးဆိုရင်လိုအပ်ချက်တွေကိုဖြည့်ဆွန်းနိုင်ဖို့အတွက်လည်းအရေးချင်းတွေရောတခြားဖန်တီးစရာတွေရောရှိတယ်ကျွန်တော်ကတော့တာဝန်ယူရမှာကိုအမ်နည်းနည်းမှဟိုဟိုဘယ်လိုပြောမလဲမတွေ့ဝဲဘူး ို့တော့ကိုယူထားတဲ့တာဝန်အတွက်ကိုကအစင်သင့်ဖြစ်သလားဒါမှမဟုတ်ရင်ဘာတွေကိုလိုမလဲဆိုတဲ့ဟာကိုလည်းကျွန်တော်ဖက်ကစဉ်းစားကြရတော့ရှိပါသေးတယ်။ကျေးဇူးတင်ပါတယ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်။အဲ့တော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောချင်တဲ့ message ကပါတယ်။ရခိုင်ပြည်သူတွေရောမြန်မာပြည်သူပြည်သားတွေရောဒါအပြင်တချို့အိပ်ပျော်နေတဲ့ international community ဆိုတာနဲ့မြန်မာအရေးစောင့်ကြည့်တဲ့သူတွေရော UN အဖွဲ့အစည်းတွေရော အလုံးမလုပ်တဲ့သူတွေရောအလုံးလုပ်နေတဲ့သူတွေရောဘာပြောချင်လဲမသိဘူးအခုလိုမျိုးစကမားတွေကိုအပတ်ဝန်းကျင်နိုင်ငံတွေကအတိမတ်ပြုတယ်နိပညာတခြားသောအခုညီတွေကိုပေးလာတယ်ဆိုတော့သူကတော့ခေါင်းထောင်လာမှာပဲသူခေါင်းထောင်လာတော့ရလက်တွေကပိုပြီးမှတွေးထက်တိုင်လူများတဲ့ရင်ဆိုင်မှုတွေတိုက်ပွဲတွေကပဲများလာတယ်သူအနေနဲ့ ဒီကနေရှစ်ဆက်ပြီးမှအပြတ်သက်အောင်ပွဲခံနိုင်ဖို့ဆိုတာတော့မလွယ်ဘူးသူတော့ဒီအတိမတ်ပြုမှုနဲ့သူ့ကိုသူ့ဖက်ကလောင်းလိုက်တဲ့အကူအညီတွေကြောင့်ဒီပဋိပခမိတောက်ကပို့ပြီးမှကြီးလာမယ်ပြည်သူလူထုရဲ့ဒေရှင်ပြည့်စုံမှုလည်းပိုများလာမယ်ဒါကြောင့်ကျွန်တော်တို့ဟာတချို့ကိစ္စတွေကိုအရန်ဟိုဖွင့်ပြီးပြောတာထက်အခုဒီဒီဖြစ်ပေါ်လာတဲ့ဒီ development တွေအတွက်ပေါ့နော် အလိမ်မှာရှိရှိနဲ့နီလန်တစ်ခုတော့ရှာရမယ်ပြီးမှသူ့ဟာကိုဘယ်လိုကောင်တာလုပ်မလဲဆိုတဲ့ဟာမျိုးကိုဒီအခုအခြေအနေနဲ့ကိုက်နေတဲ့ဆုံးဖြတ်တစ်ခုချမှမြန်မြန်တော့လုပ်ဖို့လိုတယ်ကျွန်တော်ရဲ့သဘောကတော့ကိစ္စတိုင်းကိုပြောတင်တဲ့လောက်ပဲပြောပြီးမှလုပ်စရာရှိတာကိုကိုထီအောင်လုပ်ရမယ်ဆိုတော့စီလုံးမှုအရာရောစူးစမ်းအားထုတ်မှုအရာရောကျွန်တော်တို့ကပို့ပြီးမှအားဆိုင်ရမယ် ပြည်သူတွေပင်ပန်းနေပြီဆိုတဲ့စကားလုံးတွေကိုလျှောက်ပြောတာလေတော်လှန်ရေးတိုင်းပင်ပန်းတာပဲသူများနိုင်ငံမှာလည်းပေးဆက်ပြီးမှတိုက်ကြတာပဲလေးနှစ်ဆိုတဲ့ဟာကာလကတော်လှန်ရေးတစ်ခုမှအရင်ရှည်တယ်လို့တော့ပြောလို့မရဘူးကိုယ်နိုင်ငံရဲ့ဖြစ်တည်မှုနဲ့တဘာဝအလျောက်ကဒီလိုမျိုးဖြစ်လာတော့လေရှစ်ဆက်ပြီးမှသူများနိုင်ငံကိုအားကိုးလို့မရရင်ကိုယ်အချင်းချင်းမိခိုးပြီးမှဒီခီးကိုဆက်ကြတာပေါ့မစကားမအခုလက်တလောအောင်ပွဲတယ်နဲ့သူအခိုက်အတန့်ထိထိနိုင်ရင်တောင်မှတော်လန်ရေးဆိုတော့ပြန်ပေါ်လာမှာပဲ စစ်အာဏာရှင်စနစ်ရှိနေသေးတော်လန်ရေးကရှိနေမှာပဲဒါကြောင့်ဒီဒီအခုရှိနေတဲ့ဒီတော်လန်ရေးလမ်းကြောင်းကနေပို့ပြီးမှအရင်ဆိုရင်ပေါ်ပေါ်ရောမှုတွေရှိတယ်ပေါ်စားမှုတွေရှိတယ်မလိမ္မာမှုတွေရှိတယ်အဲ့ဒီယိုပောက်တွေကိုပိတ်ပြီးမှထိရောက်တဲ့တိုက်ပွဲတံတန်းနဲ့ခီးဆက်ဖို့ပဲရှိတယ်လို့ကျွန်တော်ပြောလို့ပါတယ်